ိမ်နောက်ကွင်းအမျိုးသမီးတွေလည်းအိမ်မက်တွေကိုအကောင်းဆုံးအကောင့်ထဲပေါ်နိုင်ကြောင်းတည်ပြသွားခဲ့တဲ့ခင်ရတနာဆို ရန်ကုန်စန်လီမျိုးပြိတက်များအားလုံးပဲမင်္ဂလာပါရှင်ပြိတက်များရှင်ခင်ရတနာစုကိုတော့ပြိတက်တွင်အားလုံးကတည်ကြမယ်လို့ထင်ပါတယ် The Voice မြန်မာပြန်ပွဲဝင်တအုပ်ဖြစ်ခဲ့ပါတယ်ဝေနာရမယ်သည့်မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ် The Voice မြန်မာမှာဆိုရင်ခင်ရတနာစုကအများနဲ့မတူတဲ့ performance နေနဲ့တစဲနေကိုပိုင်နိုင်စွာတည်ဆူခဲ့တာပဲဖြစ်ပါတယ်အတူတပြင်းမြမဆိုင်ဝိုင်းနဲ့တွဲပတ်ပြီးနဂနီဆိုတဲ့တစင်းကိုတည်ဆူပြန်ပွဲဝင်ခဲ့ရမှာအားလုံးရဲ့ချီးကျူးထောက်ပံ့ပြုံးမှုကိုရရှိခဲ့တာဖြစ်ပြီးပြိတက်တွင်ရောဒိုင်နီကပါအား ားကြရတဲ့အမှုပညာရှင်တယောက်ဖြစ်ပါတယ်။ The Voice မြန်မာပြိုင်ပွဲမှာမရှင်ပြိုင်ခင်ကလေးကခင်ရတနာဆိုးကအမှုပညာလုပ်တွေကိုလုပ်နေခဲ့တာပါ။ငငယ်ကလေးကတီးတချင်းတွေအများကြီးတီးဆိုးခဲ့တာ ဖြစ်ပြီးတချင်းဆိုပြိုင်ပွဲတော်တော်များများကိုလည်းပါဝင်ရှင်ပြိုင်ခဲ့ဘူးတာပဲဖြစ်ပါတယ်။နောက်ပြီးခင်ရတနာဆိုးကအမှုပညာနဲ့ပတ်သက်ရင်အရေးချင်းရှိတဲ့သူတအုပ်လို့ပြောရမှာပဲဖြစ်ပါတယ်။သူရဲ့ဖခင်ကလည်းဆိုင်းဝိုင်းကိုဦးစီးပြီးဆိုင်းဝိုင်းလောကမှာရပ်တည်နေတဲ့သူတအုပ်ပါ။ ဒါပေမဲ့ခင်ရတနာစိုးမှာကံမကောင်းတဲ့အချက်ကတော့ငငယ်ရွရွနဲ့အိမ်အောင်ကြခဲ့တာဖြစ်ပါတယ်။ခင်ရတနာစိုးကငငယ်ရွရွနဲ့အိမ်အောင်ကြခဲ့ပြီးမြေအိမ်အောင်ရေးကံမကောင်းဘူးလို့ပြောရမှာဖြစ်ပါတယ်။အိမ်အောင်ကွေးလိုက်ရပါတယ်။ဒီလိုအသက်ငငယ်လေးနဲ့အိမ်အောင်ကွေးလိုက်ရတဲ့အတွက်အားလုံးကလည်းစိတ်မကောင်းဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ခင်ရတနာစိုးကတော့အိမ်အောင်မကွေးခင်ကာလတုန်းကတော့သူတော်တော်လေးပြိုလဲခဲ့တယ်။နှစ်နှစ်လောက်ထိဒူဝေထားပြီးခံခဲ့ရတယ်။ပြီးတော့အိမ်အောင်ကွေးပြီးသွားတဲ့အခါစိတ်တွေတည်ငြိမ်လာတဲ့အခါမှာတော့အမှုပညာအလုပ်တွေကိုပြန်လုပ်ခဲ့ပါတယ်ဆိုပြီးပြောပြလာခဲ့တာ ဖြစ်ပြီးတချင်းအစ်စ်တွေလည်းတောက်လျှောက်ဆိုတလို့ထွက်ရှိခဲ့တာဖြစ်ပါတယ်။နောက်ပြီးမကြခင်မှာကျင်းပမယ် Miss Universe မြန်မာ2025ပြိုင်ပွဲကြီးမှာဆိုရင်လေခင်ရတနာစိုးကပါဝင်ရှင်ပြိုင်အောင်ပါပါ။ဒါကြောင့်မလို့သူက City ပြိုင်ပွဲတွေမှာအရင်ဦးဆုံးပါဝင်ရှင်ပြိုင်ရပါတယ်။ City ပြိုင်ပွဲတွေမှာဆိုရင်ခင်ရတနာစိုးကပကိုးကိုစားပြုအလှမယ်အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ပကိုးကပြိုင်ပွဲဝင်နေအားလုံးထဲမှာခင်ရတနာစိုးက performance အကောင်းဆုံးဖြစ်နေခဲ့တာဖြစ်တဲ့အပြင်ခန့်ဝတ်ပိုင်းမှာလည်းတော်တော်လေးကိုအားသာပါတယ်။အားလုံး ောင်းရဲ့မထင်မှတ်ထားတာကခင်ရဒနာစုတက်လောက်ထိတဲလန့်ရှိရဆိုတာကိုမယုံနိုင်ဖြစ်နေကြတာပါခင်ရဒနာစုကိုယ်တိုင်ကလည်းအခုလိုမျိုးဝင်မပြိုင်ခင်ကလေးကတော်တော်လေးကြိုးစားအထောက်ခင်ရတယ်လို့ပြောပါတယ်တီလာရှင်ဝတ်ထားတာမကြသေးလို့ခင်ရဒနာစုကကရုံးစပင်ပေါင်းနဲ့ပါဝင်ရှင်ပြိုင်ခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ performance တွေကတော်တော်လေးကိုထိမိမိုက်နေတာပဲဖြစ်ပါတယ်ဒါကြောင့်ခင်ရဒနာစုကလွန်ခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ Miss Universe ဘက်ကို2025မှာ Crown ကြီးကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်ခင်ရဒနာစုကမြန်မာနိုင်ငံရဲ့ကိုယ်စ SW အနေနဲ့နိုင်ငံတကာမှာတွားရောက်ရှင်ပြိုင်ကျင်းတာကသူ့ရဲ့ဆန္ဒပါသူမကိုသူမလည်းယုံကြည်မှုအပြေအဝရှိပါတယ်တချို့ကတော့တခုလည်းဖြစ်တဲ့ခင်ရတနာစုပ်ကိုအပြစ်တင်ရှုတ်ချတာမျိုးတွေလည်းရှိပါတယ် မင်းစ်ယူနီဗာစ်မြန်မာကလည်းဒီနှစ်မှာဆိုရင်အိမ်တော်ရှင်အမျိုးသမီးတွေကိုလည်းပါဝင်ရှင်ပြိုင်ခွင့်ရရှိထားတာဖြစ်တာကြောင့်ခင်ရတနာဆိုးအတွက်လည်းတကယ့်ကိုအခွင့်အရေးကြီးဖြစ်နေကြတာဖြစ်ပါတယ်။သူကတော့ငငယ်ကလေးကသူမလုပ်ချင်တဲ့အိမ်မက်တစ်ခုကိုဖြစ်မြအောင်လုပ်တတ်တာဖြစ်တာမို့ဘသူရဲ့ဝေဖန်မှုတွေနဲ့ကြောင့်မှရတက်လိုက်မှာမဟုတ်ပါဘူး။သူမရဲ့အိမ်မက်ကိုတတ်နိုင်သမျှလုပ်သွားမှာဖြစ်ပြီးအောင်မြင်မှုရသည်ဖြစ်စေမရသည်ဖြစ်စေကြည်ကြည်နက်နက်နဲ့လက်ခံလိုက်မှာဖြစ်တယ်လို့ပြောထားပါတယ်။ အခုလိုမျိုးအိမ်နောင်ကွဲတယောက်ဖြစ်တယ်ဆိုပေမဲ့အိမ်မက်တွေကိုအကောင်းဆုံးပေါ်ဆောင်သွားနိုင်တဲ့ခင်ရတနာဆိုပေါ့ပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်